အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အလဲထိန်နှလုံးယူတဲ့ညကို20နဲ့တကွာအချင်းပြပေးသွားမှာဖြစ်ပါတယ်အလဲထိန်နှလုံးပေါ့နော်ကျွန်တော်အချိအပီဒီယိုမှာထိန်စီနှလုံး20တွေကိုတင်ပြထားပြီးပြဖြစ်ပါတယ်ဒီနေ့ကတော့အလဲထိန်နှလုံးကိုကျွန်တော်အတူတူလဲလာကြည့်အောင်လားခင်ဗျာဒီတုံမြကိုခွန်663ပေါ့နော်နံပါတ်1ကဒီတုံမြကိုခွန်663ကနေဒီနှစ်တုံမြကိုတုံမြအလဲကိုကျွန်တော်တွေ့ကြည့်အောင်ပေါ့နော် ဒီ6နှစ်ကြိမ်စနစ်နေနဲ့ရှင်းပောင်းရှင်းတစေဖြစ်ပါတယ်ကိုးနဲ့ဒီရှင်းနဲ့ကစခွန်ပေါ့နော်တုံညာနဲ့ခွန်ပောင်းခွန်ခွန်ကိုဒီအနောက်က3နဲ့ပောင်းရှင်းတစေဖြစ်ပါတယ်အဲ့ဒီတုံညာကိုကျွန်တော်တစ်တိုးတာဖြစ်ပါတယ်တုံညာကိုတစ်တိုးတော့တစ်တုံညာတစ်အလဲထိုင်နှလုံးရာတွေပေါ့နော်နောက်ထပ်တစ်ပြင်မှာကနေတုံညာကိုဖြစ်ပါတယ်နေတုံညာကိုဆိုတဲ့အတွက်တုံညာအလဲထိုင်ဖြစ်ပါတယ်โอเคတုံညာအလဲထိုင်နေတုံညာကိုပေါ့နော် ဒီနှစ်တော်များကိုတပင်ကနေအဘွားတွင်ဒီအတိုင်းပဲကျွန်တော်ထပ်ပြီးပေါင်းကြည့်အောင်ပါခင်ဗျာဒီခုနှစ်နှစ်ချိန်ပေါင်းခြင်းဒီ14ဘောနော်14ကိုနှစ်နှစ်ပေါင်းခြင်းရှောက်ဖြစ်ပါတယ်ဒီ၄နဲ့ဒီ၃နဲ့ကခွန်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်6ခွန်3ပေါင်းမယ်ဘောနော်ခွန်3 36 16ရရတဲ့အတွက်6ကိုတစ်တိုးတာဆိုရင်ခုနှစ်ဖြစ်ပါတယ်6ခွန်အလေထိုင်နှလုံးထဲက ခွန်ခွန်ကိုရှာပေးတွားတယ်ဗောနော်ဒါကြောင့်မို့ခုနှစ်အလဲထိုင်ဖြစ်ပါတယ်ခုနှစ်အလဲခွန်ခွန်ကိုโอเคနံပါတ်3ကိုလေ့လာကြအောင်၃မြအလဲထိုင်တော့ကမြစ်တော်မြကို6ခွန်မှာခုနှစ်အလဲထိုင်ဖြစ်ပါတယ်နံပါတ်3ကိုလေ့လာကြအောင်နံပါတ်3ကဒီ8တုံများခွန်ခွန်ခွန်9ပေါ့နော်အဲ့မှာခွန်3နေ27 8နဲ့ချိန်16ဆိုတော့ပေါင်းရှင်းခွန်ရတယ်ပေါ့နော် ရှင်းရှင်းနာကျင်း16ခွန်3နာ73ဆိုတော့ရှောင်းနေတေပေါင်းရှင်းခွန်ရှောင်းနေလေးပေါင်း30ခွန်3ပေါင်းရှင်း30တုံများတလုံးကျန်တဲ့အတွက်တုံများတင်းအလေထိန်ဖြစ်ပါတယ်ခွန်ခွန်ကိုပြီးတော့ခွန်တုံများတုံများဖြစ်ပါတယ်တုံများတစ်ထက်ကတုံများအလေဖြစ်ပါတယ်တုံများအလေခွန်တုံများတုံများပါနော်နံပါတ်4 ဒီ9နာရီချိန်ပေါင်းချင်း30ခွန်နဲ့တော့ညနေပေါင်းချင်းခွန်ပါနော်ပြီးရင်ရှင်းနဲ့ရှင်းပေါင်းချင်း16ဖြစ်ပါတယ်ခွန်နဲ့ဒီအနောက်ဆုံး3ပေါင်းရင်30 6တလုံးကျန်တဲ့အတွက်6ခွန်အလဲထိန်ဖြစ်ပါတယ်ခွန်3များ3များပြီးတော့3ခွန်ခွန်ဖြစ်ပါတယ်ခွန်နဲ့အလဲထိန်ချပေးသွားတယ်ပါနော်6ခွန်ထက်ကခွန်နဲ့တလုံးအလဲထိန်ဖြစ်ပါတယ်6ခွန်ထက်ကခွန်နဲ့အလဲခွန် 300နံပါတ်5ကိုဆက်ပြီးလေ့လာကြအောင်ပါခင်ဗျာရှင်းနှစ်ကြိမ်ပေါင်းရှင်းသည်16ဖြစ်ပါလေဗောနော်ဒီအနောက်ဆုံးက9နှစ်ကြိမ်ပေါင်းရှင်းက14 6နဲ့4ပေါင်း30အလေက3တလုံးကျန်နေဗောနော်ဒီ6နဲ့ဒီ6နဲ့က7နှစ်3နဲ့ဒီ2နှစ်ပေါင်းက9နဲ့3ပေါင်းရှင်းချရတဲ့အတွက်ကြောင့်မို့ရှစ်ကိုအလေထိန်ဖြစ်ပါလေ โอเคကျွန်တော်ဒီ၈ကိုအလဲထိုင်မှာ၈ကိုလေးခြားပြီးသွားခဲ့တယ်ဗောနော်ကိုအလဲထိုင်ဖြစ်ပါတယ်ကိုအလဲထိုင်၈ကိုလေးနံပါတ်6နံပါတ်6ဒီကျွန်တော်ဒီ၈ကိုလေးကနေ963တပင်ကိုထပ်ပြီးလေ့လာကြအောင်၈ကဒီ9နာချိန်ပေါင်း18ဆိုတော့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21ဖြစ်ပါတယ် ၃နဲ့ခွန်ပေါင်းရှင်း30ဆိုတော့နေနဲ့၃နဲ့ထပ်ပေါင်းတာ5ဆိုတဲ့အတွက်ကြောင့်မို့56အလဲထိုင်ဖြစ်ပါတယ်။89လေးပြီးတော့563ချပေးသွားခဲ့တယ်ပေါ့နော်။963ဆိုတဲ့အတွက်အလဲထိုင်56တဲက6သလုံးလဲထိုင်ချပေးသွားတာဖြစ်ပါတယ်။6အလဲ963 Okay 963တပင်ကနေထပ်ပြီးလေ့လာကြအောင်နံပါတ်9 ဒီ6နှစ်ကြိမ်စနစ်ပေါ့နော်9နှစ်ကြိမ်ပေါင်း7ဒီနှစ်နဲ့ဒီ9နှစ်ပေါင်း9 9နဲ့4နဲ့ထပ်ပေါင်းတာဆိုရင်7ရာတွေပေါ့နော်ဒီ9နဲ့ဒီ4နှစ်ပေါင်းတာ73ဆိုတဲ့အတွက်336 6နှစ်တက်ပေါင်း9ရာတွေအတွက်ကြောင့်မို့ခွန်ရှိအလေထိန်ဖြစ်ပါတယ်ခွန်ရှိအလေထိန်မှာဆိုရင်686ခွန်ချပေးသွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာတော့ရှိအလေထိန်ဖြစ်ပါတယ် ရှစ်အလယ်ထိုင်ရှောက်ရှိခွန်နံပါတ်9ကိုဆက်ပြီးလေ့လာကြအောင်ပါခင်ဗျာနံပါတ်9ကျွန်တော်ဒီရှောက်ရှိခွန်တပြန်နေလေ့လာကြည့်မယ်ပေါ့နော်ဒီ63 48ရှင်းနဲ့ချိန်16ဆိုတော့ရှင်းနဲ့6ပေါင်းရှင်း14ဖြစ်ပါတယ်။3နဲ့7ပေါင်းရှင်း4ဆိုတဲ့အတွက်ဒီလေးလေးပေါင်းရှင်းရှင်းနဲ့ဒီ3နဲ့ပေါင်းတာ7ရတဲ့အတွက်ကြောင့်မို့1နဲ့အလေးထိုင်ဖြစ်ပါတယ်။1နဲ့အလေးထိုင်မှာ1နဲ့ခွန်ချပြီးသွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော် နစ်အလေထိုင်ချပေးသွားတာဖြစ်ပါတယ်။တင်းနစ်ထဲကနစ်အလေနစ်နစ်ခုံပါနော်နံပါတ်9ကိုဆက်ပြီးလေ့လာကြအောင်လားခင်ဗျာ။နစ်က၄ကြိမ်5ကြိမ်ပါနော်နင်9လီ30တင်းနဲ့၄နဲ့ပေါင်းတာ9ဆိုတဲ့အတွက်9နဲ့3ထပ်ပေါင်းတာ8ရာတွေအတွက်8ကိုအလေထိုင်ဆိုပြီးရတာဖြစ်ပါတယ်။တို့ချပေးသွားတာက388ဖြစ်ပါတယ်ခင်ဗျာ။ တောင်းရှေရှေဆိုတဲ့အတွက်ရှေကိုတဲ့ကရှေအလဲထင်ဖြစ်ပါတယ်ရှေအလဲ3ရှေရှေပါနော်ဟုတ်ကဲ့နံပါတ်30ကိုဖြတ်ပြီးလေ့လာကြအောင်နံပါတ်30မှာဒီနှစ်နှစ်ကြိမ်ပေါင်းရှင်းက၄ပါနော်ဒီလေးနဲ့6နဲ့က30အလဲက3တလုံးကျန်တယ်နေနဲ့တပောင်းချင်း3ဆိုတဲ့အတွက်3က3ချိန်ဖြစ်သွားတဲ့အတွက်3 3 4 9 9တုံများအလဲထင်ဖြစ်ပါတယ် ကိုယ်တော်များအလေထိုင်တဲ့က3တုံညာကိုဆိုတဲ့အတွက်တုံညာကိုကိုကိုခီးနှလုံးစလုံးပေါ့နော်ကီအနေနဲ့ယူမယ်ဆိုရင်တုံညာအလေထိုင်ဖြစ်ပါတယ်ကိုကအပိတ်ပေါ့နော်ဟုတ်ကဲ့နံပါတ်7ကိုလေ့လာကြအောင်နံပါတ်7ဒီ3တုံညာကိုဒီပင်ကနေပါနော်ဒီနေ့နဲ့ချိန်လေးလေး3ပေါင်းချင်း900ပေါ့နော်တုံညာနဲ့ကိုပေါင်းချင်းကကိုဆိုတဲ့အတွက်ခွန်3ပေါင်း30ကိုတလုံးကြံတဲ့အတွက်ကြောင့်မို့ကိုတုံများအလေထိန်စုပြီးထပ်ပြီးရတယ်ပေါ့နော် ပန်ကျွန်တော်ဒီပေါင်းရှင်းဖော်မြူလာအရာပေါ့နော်ကိုတုံညာအလေထိန်ဆိုပြီးရတာဖြစ်ပါတယ်ဒီနှစ်တုံညာကိုခွန်ခွန်ကိုခွန်နဲ့အလေတုံညာအလေခွန်နဲ့အလေကိုအလေရှောက်အလေရှစ်အလေနှစ်အလေရှစ်အလေတုံညာအလေပေါ့နော်ဒီကိုတုံညာအလေထိန်ပေါ့နော်ကျွန်တော်ဒီအလေထိန်ကနန်း၅လုံးစုံမှယူရနေမှာဆိုရင်တော့ ဒီ6 3 6ကနေစပြထားတယ်ဗောနော်6 6နဲ့6 6 5 9 6နဲ့လေးတုံများလေးလေးနိနိတရှစ်လေးတုံရှစ်လျှောက်တုံနှစ်တုံများကိုခွန်ခွန်ကိုခွန်တုံများတုံများသုံးခွန်ခွန်ရှစ်ကိုလေးငါးလျှောက်တုံလျှောက်ရှစ်ခွန်နိနိခွန်သုံးရှစ်ရှစ်သုံးတုံများကိုဒီမှာခွန်ကိုတတုံကမာကနေဗောနော်ဆိုတော့ခုနကကျွန်တော်ကိုတုံများမှာဆိုတော့ကျွန်တော်ဒီမှာကိုတလုံးအလေးထိုင်ပို့ပြီးအားတာမြေဗောနော် ဒီကိနှလုံးကတော့ကျွန်တော်အလဲတော့မဟုတ်ရင်အပိတ်နေရာအထီးကိယူတဲ့နည်းဖြစ်ပါတယ်ဗောနော်လေပိတ်ကိဖြစ်ပါတယ်အလဲမဟုတ်ရင်အပိတ်ဖြစ်ပါတယ်အဲ့ဒီနည်းလေးကိမှာတော့လေအလဲတော်များလေးတဲ့အပိတ်အလဲအလဲအလဲအပိတ်လေပိတ်အလဲအလဲအပိတ်အလဲအလဲလေပိတ်ဗောနော်ဒီမှာလေပိတ်အလဲ6အလဲ9အပိတ်9အပိတ်ဗောနော်ပြီးရင်388မှာတော့ ချီအလေးပဲကိုအပိတ်ဒီမှာခွန်ကိုဆိုရတဲ့ကျွန်တော်ကိုလုံးများအလေးနေရာမှာဖြာပေးတော့မလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒါအလေးထိနှလုံးဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်အပိတ်နှလုံးကိုလည်းထပ်မံတင်ပေးသွားပါအောင်မယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်